ခုလက်ရှိဥပဒေတွေကတော့ဟိုကျွန်တော်ကတော့ဟိုတောင်သူလက်သမားပါတီဖြစ်နေတဲ့အခါကျတော့ဒီစိုက်ပျိုးရေးနဲ့မွေးမြူရေးလေယာကဏ္ဍကိုတော့ကျွန်တော်ဇောင်းပေးပြီးပြောရမှာပေါ့နော်ကျဲဘာလို့လဲဆိုတော့တချို့ကိုနဲ့မဆိုင်တဲ့နေရာတွေတွားပြီးဇောင်းပေးပြီးပြောရင်လည်းမစီမဆိုင်စကားတွေဖြစ်နေမှာပေါ့ဒီဆက်မှုဇုံတွေလည်းတွေ့ရပါတယ်အဲ့တော့ဒီဥစ္စာတွေကိုကျွန်တော်အဲ့ဒီမြို့နယ်ကနေပြီးကမှပြိုင်လို့နိုင်ခဲ့ရင်အဲ့ဒီနေရာတွေဟာတကယ်ကို ဟုတ်လားနိုင်ငံရဲ့ထိတ်တန်းအေရီယာဖြစ်အောင်ကိုဆောင်ရွက်နိုင်ပါတယ်ဆိုတဲ့အကြောင်းလေးကျွန်တော်သိလာတဲ့အတွက်ဆောင်ရွက်ဖို့လည်းကျွန်တော်စိတ်ထဲမှာအမြဲတမ်းစိတ်ကူးထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါတော့လာမယ့်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်မဲ့လွတ်တော်ကတော့ပြည်သူလွတ်တော်ဖြစ်ပါတယ် အဲမဲဆန္ဒနယ်ကတော့ရန်ကုန်တိုင်းတကုံစိတ်ကမ်းမြို့နယ်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးပါအဲ့တော့ရွက်ောက်ပွဲဆိုတာလည်းဘယ်လိုပဲပြောပြောကျွန်တော်တို့ဒီဒီမိုကရက်တိုက်ဇေးရှင်းပေါ့လေဒီမိုကရေစီလမ်းကြောင်းပေါ်သွားတဲ့ခါမှာမဖြစ်မနေကျွန်တော်တို့ကဖြတ်သန်းရတဲ့လမ်းကြောင်းတစ်ခုဖြစ်တယ်အဲ့တော့ရွက်ောက်ပွဲဝင်ပြီဆိုတဲ့အချိန်မှာကိုကိုစားပြုတဲ့မဲဆန္ဒနယ်ကပြည်သူလူထုတွေအတွက်ပဒင်းစကားလေးတော့ပေးလိပေးထားရှိကြပါဘူးအဲ့တော့ဆရာအနေနဲ့ပေါ့လေဒီရွက်ောက်ပွဲဝင်မယ်လို့ဆုံးဖြတ်ပြီးတဲ့နောက်မှာခုနမဲဆန္ဒရှင်ပြည်သူလူထုအတွက် ပေးခြင်းတဲ့သတင်းစကားလေးများရှိရင်လည်းဝေမျှပေးပါဦးခင်ဗျာမှန်ပါခင်ဗျာကျွန်တော်ကတော့ရန်ကုန်တိုင်းထဲမှာဝင်တဲ့အခါကျတော့ကျွန်တော်နဲ့အနီးစပ်ဆုံးအဲကတ်နေရန်ကုန်မြို့နဲ့ကတ်နေတဲ့နေရာကတော့တကုံစိတ်ကမ်းမြို့နယ်ဖြစ်တယ်အဲကျန်တဲ့တကုံတောင်တို့တကုံရှေ့တကုံနောက်တို့မှာကျတော့တောင်သူလေသမားကတော်တော်လေးရှားတယ်လေအဲတကုံစိတ်ကမ်းမှာကျတော့လေကွင်းတွေလည်းရှိသေးတယ်လေသမားတွေလည်းရှိသေးတယ်အဲအဲ့တော့ဘယ်လိုပဲဖြစ်နေဖြစ်နေ ကျွန်တော်ဒီနားကနေပြီးတော့ပြန်ရင်တော့ဟလာ တောင်သူလယ်သမားအချိုးအတွက်ကတော့အဆင်ပြေလောက်တယ်ဆိုရမှာကျွန်တော်ဒီတောင်သူလယ်သမားတွေအတွက်ဒဂုံစိတ်ကမ်းမြို့နယ်ပြိုင်တာပါအဲ့တော့လယ်သမားတို့ကလည်းတော်တော်များများကြံပါသေးတယ်ဒဂုံစိတ်ကမ်းဆိုတာလည်းတော်တော်လေးကျယ်တဲ့မြို့နယ်ပါဟလာလဲကူတို့မော်ဘီတို့ကွန်ညံကုန်းတို့တိုက်ကြီးတို့မှလည်းလယ်သမားတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်ကတနင်္ဂနွေလုံးကိုဟိုပြိုင်ထားတဲ့ပါတီဖြစ်တဲ့အခါကျတော့ထင်းချောင်းမှုက ရန်ကုန်ကနေပြီးတော့ထိန်းချောင်းရတာဖြစ်ပါတယ်ထိန်းချောင်းတဲ့အခါကျတော့တိတ်ဝေးဝေးလန်လန်ကိုကျွန်တော်သွားရင် အုတ်ချုပ်မှုမှာရော်ရဲမှာဆိုတဲ့အတွက်ဒီအနည်းဆက်ဆုံးဖြစ်တဲ့တကုံစိတ်ကမ်းမှာပဲကျွန်တော်ပြိုင်တာဖြစ်ပါတယ်ဒါကြောင့်တကုံစိတ်ကမ်းကိုကျွန်တော်သွားကြည့်တဲ့အချိန်ကျတဲ့အခါကျတော့ဘကိုးမြစ်ကြီးရဲ့ဘေးမှာတကယ့်ကိုလှပတဲ့ဟဲ့လားစစ်တီအကြီးကြီးတည်လို့ရတဲ့မြို့နယ်ပါရန်ကုန်မှာတိတ်ရှားတဲ့မြေနေရာဟာ ဒဂုံစိတ်ကမ်းမှာသွားတွေ့ပါတယ်။ဒါကြောင့်ဒဂုံစိတ်ကမ်းမှာလေသမားတွေအပြင်ဟုတ်လားစမှုဇုံတွေလည်းတွေ့ရပါတယ်။အဲ့တော့ဒီဥစ္စာတွေကိုကျွန်တော်အဲ့ဒီမြို့နယ်ကနေပြီးကမ်းမှာပြန်လို့နိုင်ခဲ့ရင်အဲ့ဒီနေရာတွေဟာတကယ်ကိုဟုတ်လားနိုင်ငံရဲ့ထိတ်တန့်ဧရိယာဖြစ်အောင်ကိုဆောင်ရွက်နိုင်ပါတယ်ဆိုတဲ့အကြောင်းတွေကျွန်တော်သိလာတဲ့အတွက်ဆောင်ရွက်ဖို့လည်းကျွန်တော်စိတ်ထဲမှာအအမြဲတမ်းစိတ်ကူးထားပါတယ်ခင်ဗျာ ခုလက်ရှိဥပဒေတွေကတော့ဟိုကျွန်တော်ကတော့ဟိုတောင်သူလက်သမားပါတီဖြစ်နေတဲ့အခါကျတော့ဒီစိုက်ပျိုးရေးနဲ့မွေးမြူရေးလေယာကဏ္ဍကိုတော့ကျွန်တော်ဇောင်းပေးပြီးပြောရမှာပေါ့နော်ကျဲဘာလို့လဲဆိုတော့တချို့ကိုနဲ့မဆိုင်တဲ့နေရာတွေတွားပြီးဇောင်းပေးပြီးပြောရင်လည်းမစီမဆိုင်စကားတွေဖြစ်နေမှာပေါ့ဒီလေယာကဏ္ဍမှာကျွန်တော်တို့တိုင်းပြည်မှာ အခုကကျွန်တော်တို့ဆန်စပါးပေါ်တယ်ပေါ့နော်တိုင်းပြည်မှာဆန်စပါးပေါ်တယ်အဓိကရောင်းနေတာတရုတ်နိုင်ငံကိုရောင်းနေပါ တရုတ်နိုင်ငံရောက်တော့တရုတ်ပြည်ကနေပြီးတော့ကျွန်တော်တို့ရှီယန်နေဟုတ်လားတင်သွင်းခွင့်ပါမဲ့ပေးထားတာတနည်းမှာတန်ချိန်3သိန်းနဲ့ပေးထားတယ်။ကျန်တဲ့ကျွန်တော်တို့ပို့ခြင်းတယ်၊ဗီယက်နမ်တို့ပို့ခြင်းတယ်၊အာဖရိကတွေပို့ခြင်းတယ်။ဒါပေမဲ့ဒီဘက်ကဟုတ်လားတတ်မှတ်ပေးထားတဲ့ဥပဒေတွေကဟာ FOB ပဲကျွန်တော်တို့ဒီစိတ်ကမ်းကပဲရောင်းရမယ် CIF မရောင်းအောင်ဆိုတဲ့ဥပဒေတွေလည်းရှိတယ်။အဲ့တော့တောင်သူလယ်သမားတွေကဈေးကွက်ကိုကျွန်တော်တို့ဖန်တီးပေးဖို့ပဲအဓိကဖြစ်တယ်။ တောင်သူလက်နွားကြီးပွားဖို့ဆိုတာကဟုတ်လားဘလောက်အထွက်တိုးအောင်လုပ်လို့ဈေးကွက်မရှိဘူးဆိုရင်ကျွန်တော်တို့အတွက်အလကားပဲလေနောက်ပြီးဆန်တစ်မျိုးတည်းရောင်းရတာမဟုတ်ပါဘူးဟုတ်လားပဲလေရောင်းရပါတယ်ကျန်တဲ့သီးနှံတွေလည်းရောင်းရပါတယ်ဟုတ်လားသူများတိုင်းပြည်တွေဆိုရင်ပန်းလည်းရောင်းရပါတယ်ဒါကြောင့်ကျွန်တော်ကတော့တောင်သူလက်သမားတွေအတွက်စိုက်ပျိုးရေး plus မွေးမြူရေးပေါ့နော်မွေးမြူရေးကတွဲပြီးရမှငါတည်တည်ချာချာလုပ်ပေးခြင်းပါတယ် ကျွန်တော်နိုင်ငံသားတွေလည်းခဏခဏသွားပါတယ်အိန္ဒိယလည်းသွားပါတယ်တရုတ်ကလည်းသွားရပါတယ်သွားတဲ့အခါမှာသူတို့လူကြီးရတကယ်ကိုများလုံးအားကြီးတယ်နောက်ပြီးစားတာတောက်တာကလည်းဗမာလိုဟင်းတစ်ခွက်တည်းနဲ့စားတာမဟုတ်ဘဲနဲ့ဟုတ်လားစပွဲပေါ်မှာအပြည့်ထားပြီးစားကြတဲ့ဟဲတရုတ်နိုင်ငံကျွန်တော်တို့ဘေးမှာရှိတယ်သူတို့ကအမြဲတမ်းဝမ်းတက်ဖြစ်နေတာဒီဒီအစားအစာပဲဟုတ်လားအစားအစာဆိုတော့ကျွန်တော်တို့ကဈေးွက်ကောင်းကောင်း ရှိထားရင်ဘေးနားမှာရှိထားတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့ a sport နောက်ပြီးတရုတ်ပြူသွားတဲ့အချိန်မှာတရုတ် community party ကကျွန်တော်တို့အသေးစားပြောလိုက်ပါတယ်အဲ6ရက်12လ2024မှာဗမာပြည်ကနေပြီးတော့ထွက်တဲ့ကုံမှန်သမျှဘာကုံပဲဖြစ်ဖြစ်ဒီနံပဲဖြစ်ဖြစ်တတူပဲဖြစ်ဖြစ်စံစဘာပဲဖြစ်ဖြစ်ငါးပဲဖြစ်ဖြစ်အဲ့ဒီဥစ္စာတွေအားလုံးကို duty free ပေးထားပါ ဥစ္စာကျွန်တော်တို့တိုင်းပြည်သားလည်းမသိလည်ရဘူးပေါ့နော် duty free ပေးထားတဲ့အတွက်ကျွန်တော်တို့ကပို့ကျင်တဲ့ကုန်ပို့ဟုတ်လား tax က0ဖြစ်နေတယ်ဆိုတဲ့ဥစ္စာကိုလည်းအဲတိုင်းပြည်သားကိုသိစေချင်ပါတယ်ခင်ဗျာ